ဝူဖ်နဲ့အတွေ့မှာပရီးမီယာလိနိုင်ပွဲပြန်လည်ရယူသွားမလားယူနိုက်တက်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရွှေစပေါ့နျူးစ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်စူပါဆန်နီရဲ့ညခုနရိုက်ခွဲချိန်မှာမန်ချက်စတာယူနိုက်တက်တင်ရဝူသင်းကိုအိုဒရာဖို့မှာအခန့်ကစားသွားမှာဖြစ်ပြီးလိုင်ကွန်မနစ်120တိအခန့်ကစားထားတဲ့ယူနိုက်တက်တို့အနေနဲ့ပရီးမီယာလိမှာနိုင်ပွဲပြန်လည်ရယူသွားမလားဆိုတာကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပါတယ်မန်ချက်စတာယူနိုက်တက်တင်ရပရီးမီယာလိမှာနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့တာဖြစ်ပြီးတော့ ီနေ့ညမှာလည်းဆက်ပြီးတော့နိုင်ဝဲပျောက်သွားမလားဒါမှမဟုတ်ဝေးကွာနဲ့နိုင်ဝဲကိုပြန်လှည့်ပြီးတော့ရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပါတခုစီကဒီပြအမရင်ကိုရိုင်းကဥရောပပြိုင်ပွဲတွေကိုသေချာလေးအောင်ဆိုင်သွားတော့မှာဖြစ်တယ်ဆိုတော့ဖွင့်ရထားခဲ့သလိုလူငယ်တွေပို့ပြီးတော့နေရာပေးသွားမယ်ဆိုပြီးတော့လည်းပြောထားခဲ့တဲ့အတွက်မန်ချက်စတာယူနိုက်တက်အသင်းကမတူညီတဲ့ရာသတွေကိုခံစားသွားဖွယ်ရှိနေကြတာဖြစ်ပါတယ်လူငယ်စွာကသိတဲ့အတိုင်းပါပဲအမြဲလိုလိုတက်ကြွနေကြတာဖြစ်ပြီးအခွင့်ရပြီဆိုတာနဲ့သူတို့ရဲ့အစွမ်းစားတွေကိုပြသခြင်းနေကြတာပါ အဲ့ဒီတော့ဝူးနဲ့ပွဲစဉ်မှာရန်ကစားမတချို့နဲ့လူငယ်တချို့ကိုမြင်တွေ့သွားဖို့ရှိနေကြတာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်အတိုင်းစပိုင်းမှာမြင်တွေ့သွားဖို့ရှိနေတာကလူငယ်တိုင်းစမှုချီရိုအိုဘီမာတင်ကိုမြင်တွေ့သွားဖို့ရှိနေကြတာဖြစ်ပြီးတော့ကွင်းလယ်မှာအရစ်စတင်မေဆမောင်းနဲ့ကော်ဘီမိုင်နူးတို့မြင်တွေ့သွားဖို့ရှိနေကြတာလည်းဖြစ်ပါတယ်ခန်စပိုင်းမှာလူငယ်ကစားမတချို့ကိုမြင်တွေ့သွားဖို့ရှိနေကြတယ်လို့ဘယ်နာတယောက်ခွင်းထက်အောင်သွားဖို့လည်းရှိနေကြတာပါအဲ့လိုသုံးပြသွားမယ်ဆိုတော့အသင်းကောင်းဆောင်ဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်တို့ကတတ်သားစီအဲ့လိုဆိုရမှာဖြစ်ပြီးတော့ပေါ်တူဂီကွင်းလယ်ကစားမဘီဂရယ်တန်တီးကမိနစ်120လုံးပါဝင်ကစားသွားခဲ့ရတာပါ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ဇက်တိုက်ရုံးကန်ပေးနေကြတာဖြစ်ပြီးတော့ပေါ်တူဂီသားကစားမအနေနဲ့ဒရော်လေးကိုပင်ပန်းနေလောက်ပြီလို့ပဲဆိုကြပါတယ်ဘရူနိုဖာနက်ဒက်စ်အတွက်ကြိုးစားမှုနဲ့ထိုက်တန်တဲ့ဆူလားတစ်လုံးတော့ရရှိသင့်တယ်လို့ဆိုမှာဖြစ်ပြီးမန်ချက်စတာယူနိုက်တက်ကိုစတင်ရောက်ရှိလာကြတဲ့ကပေါ်တူဂီသားကစားမဟာကာရာဘောင်းနဲ့ FA ဘလာတို့ကသာရယူထားနိုင်ကြတာဖြစ်ပြီးတော့ဒါတော့မှ every time ရောက်ရှိလာကြတဲ့အတွက်အဲ့ဒီလိုဆူဖလားလေးတွေကိုပိုင်းဆိုင်နိုင်ခွင့်ရရှိကြတာလည်းဖြစ်ပါတယ်ဘရူနိုဖာနက်ဒက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းစီရောက်ရှိလာကြတာဟာအခုရသည်ပါဝင်6ရာသီမြောက်ရှိသွားခဲ့ဖြစ်ပြီးတော့ပထမဆုံး 300ဒီမှာတော့ဆူဖလာအောင်မြင်မှုတွေနဲ့အလန်းဝေးနေကြရပါအရစ်တန်ဟန်စတင်ရောက်ရှိလာနှစ်မှာပဲကာရမောင်ဖလာကိုစတင်ဆုတ်ကူးခဲ့လို့နောက်တရားဒီမှာတော့ FA ဖလာကိုဆုတ်ကူးထားနိုင်ခဲ့တာပါဒီနေ့ဘောလုံးရာဒီမှာတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူယူရိုပါလိဖလာကိုရရှိဖို့ရေပန်းစားနေကြတာဖြစ်ပြီးတော့လက်ချန်3ပွဲမှာရလာကောင်းတွေရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်တင်ရဒီရာဒီပရီးမီးယားလိပြိုင်ပွဲကနေဥရောပပြိုင်ပွဲဝင်ခွင့်နေနဲ့လွဲချော်သွားခဲ့ဖြစ်ပြီးတော့သူတို့အတွက်ဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ကွင်းအတွက်မျောလင်းခြင်းစရာတစ်ခုသာရှိနေကြတာပါ ဲဒါကြောင့်လည်းနီးပြရူရန်မော်ရင်ကတစ်ချက်ခုနှစ်ချက်ပြဆိုသလိုဆိုဖလားအောင်မြင်မှုလည်းရချန်ပီယံလိဝင်ခွင့်လည်းအဆင်ပြေဆွဲပုံစံမျိုးကိုပြင်မှတ်ထားနေကြတာဖြစ်ပြီးတော့အဲ့အတွက်ကြောင့်လည်းဘရီးမားလိပွဲစဉ်ထက်ယူရိုပါလိပွဲစဉ်ပို့ပြီးတော့အောင်ဆိုင်သွားဖို့လည်းပြင်ဆင်ထားခဲ့ကြတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရှမန်ကစားမဲ့ဝူးသင်းကတော့ဘရီးမားလိမှာတန်းဆင်းဆုံးနားမှာရှိနေခဲ့ဆိုမဲ့အဆင်၁၈နေရာကအစ်ဆွေအသင်းနဲ့ရမန်၁၄မှတ်ကိုကွာနေခဲ့ဖြစ်တဲ့အတွက်တန်းဆင်းဇုံနယ်လည်းလွတ်ကင်းတော့ရှိသွားခဲ့ပြီလို့ဆိုရမှာပါဒါပေမဲ့လည်းတင်ချာနီးရောတန်းဆင်းအန်နေကနေလွတ်မြောက်သွားပြီလို့ ပြောလို့မရသေးတဲ့အတွက်နောက်ဆုံး၅ပွဲဆက်ရလဒ်ကောင်တီစက်တိုက်ပိုင်းဆန္ဒဝူသင်းနေနဲ့ပုံမအားထည့်လာပွဲရှိနေကြအောင်အိုထရဖို့မှာမထင်မှာပဲကြည်ကောင်းတဲ့ပွဲစဉ်တွေမြင်တွေ့သွားပွဲရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။